ထိုင်းနဲ့ကမ္ဘောဒီးယားအကြားရရှိထားတဲ့ငင်းငယ်ရေးသဘောတူညီချက်ကိုဆန့်ကန့်ထားလိုက်ပြီဖြစ်ကြောင်းထိုင်းနိုင်ငံမျိုးသားလူမျိုးရေးကောင်စီ NSC ကဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာကြေညာလိုက်ပါတယ် အလားတူပဲကမ္ဘောဒီးယားစစ်သုံးပန်း18ဦးပြန်လွတ်ပေးရေးကိုလည်းဆန်းငံ့ထားလိုက်ပါတယ်ကမ္ဘောဒီးယားနယ်စပ်ထိုင်းနိုင်ငံပိုင်းနဲ့အတွင်းမှာမြေမြိုမိုင်းထိပြီးထိုင်းစစ်သား၄ဦးမနေ့နိုဝင်ဘာလ10ရက်နေ့ကဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကြောင့်အခုလိုဆန်းငံ့လိုက်တာဖြစ်ပါတယ်မနေ့ကမြေမြိုမိုင်းပောက်ကွဲမှုဖြစ်ခဲ့ပြီးမကြာခင်မှာနှစ်နိုင်ငံချင်းရဲ့သဘောတူညီချက်ကိုဆန်းငံ့တဲ့အကြောင်းထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝဲလကူးကလည်းပြောထားပြီးဖြစ်ပါတယ်ကမ္ဘောဒီးယားနယ်စပ်ထိုင်းဘက်အချင်းစစ်စခဲ့ခိုင်ထဲမှာမြေမြိုမိုင်းပောက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထိုင်းစစ်သား၄ဦးဒဏ်ရာရခဲ့တာမှာတူကတော့ညာဘက်ခြေထောက်အောက်ပိုင်းဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။ဒီမြေမှုန်းပိုင်းကိုကမ်ဘောဒီးယားကထောင်ထားပြီးထိုင်းပိုင်နဲ့တွင်းမှာပောက်ကွဲခဲ့တာကြောင့်ဒါဟာထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုချင်းချောက်ရရောက်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးနတ်သာဖွန်နတ်ဖတ်ချက်ကပြောပါတယ်။ဒါကြောင့်လည်းနေဆက်မှာကမ်ဘောဒီးယားရဲ့ရန်လိုတဲ့လုပ်ရက်တွေအပေါ် ထိုင်းစစ်တပ်ကတင့်တော်သလိုလက်တုံ့ပြန်မှုမှာထားတယ်လို့ကာကွယ်ဝန်ကြီးကပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကအကြပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းတင်းမာမှုတွေဇက်တိုက်ဖြစ်နေတာကြောင့်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်ကမကထာပြုဂျာဝင်ဆောင်ရွက်ပေးပြီးအောက်တိုဘာ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာလက်မှတ်ထိုးပွဲကိုသူကိုယ်တိုင်တက်ရောက်ခဲ့တဲ့ဒီငင်းချမ်းရေးသဘောတူညီချက် ရေရှည်တည်တံ့ရေးအခက်အခဲတွေရှိနေပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ